အစ္စရေးကဇေယုံတစ်ခုကိုအီရန်ဒုံးကျည်ထိမှန်ပြီးထိခိုက်ဒဏ်ရာရမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အစ္စရေးနိုင်ငံတောင်ပိုင်းဘီရာရှိပါမြို့ကအထက်ဇေယုံကြီးတစ်ခုဖြစ်တဲ့ဆိုရိုဂါဆေးဝါးစင်တာကိုဂျွန်လ16ရက်နေ့မှာအီရန်ဒုံးကျည်တစ်စင်းကတက်တက်မတ်မတ်ထိမှန်ခဲ့တာပါ။ဒီဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပေမဲ့အသက်အန္တရာယ်ဆိုရင်ရသူတွေတော့မပါဝင်ခဲ့ဘူးလို့အစ္စရေးကယ်ဆယ်ရေးကပြောပါတယ်။အထက်ပျက်စီးမှုတွေဖြစ်ခဲ့တာကခွဲစိတ်ဆောင်အဟောင်းဖြစ်ပြီး လုံနာရီအများစုကိုကြိုတင်ရွှေ့ပြောင်းထားပြီဖြစ်တယ်လို့ဆေးရုံမှာတောင်းဝန်ကြနေတဲ့ဆရာဝန်တွေကဆိုပါတယ်။နနိုင်ကန်ကြားစစ်ရေးပဋိပက္ခတပတ်ပြည့်တဲ့ဇွန်လ19ရက်မနက်ပိုင်းမှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အအုံတွေကိုလေကြောင်းကနေဆက်လက်တိုက်ခိုက်နေခဲ့ပြီးအီရန်ကလည်းဒုံးကျည်တွေနဲ့လက်တော့ပြန်ခဲ့တာဖြစ်ပါတယ်။အီရန်ရဲ့ဒုံးကျည်တွေဟာတယ်လီဗင်မြို့နာကအထက်မြေအဆောက်အုံတစ်ခုနဲ့တခြားလူနေအေရိယာတချို့ကိုလည်းထိမှန်ခဲ့ပြီးစုစုပေါင်းလူ40လောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီကရင်တောင်ဆက်ဆေးရုံဟာအစ္စရေးတောင်ပိုင်းကဒေသခံတသန်းလောက်ကိုဂျမ်းမာရဲ့အထောက်ပံ့ပေးနေတဲ့အ धिक အကူအညီစင်တာကြီးတစ်ခုလည်းဖြစ်ပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုကဆေးရုံတိုက်ခိုက်ခံရမှုဖြစ်စဉ်ကိုအပြင်းထန်ရှုတ်ချပြီးကြမ်းကြုတ်ရက်ဆက်တဲ့အီရန်နိုင်ငံဟာဒီလောက်ရက်အတွက်အပြည့်အဝပေးဆက်ရမယ်လို့သတိပေးချင်းချောက်ခဲ့ပါတယ်။ဂျွန်လ19ရက်နေ့မှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအီရန်ရဲ့အာရက်ရေစေးတပ်ပေါင်းဖို့ကိုအ धिक ပြင်းမှတ်ထားခဲ့တယ်လို့ဆိုပါတယ်။ အီရန်ကလည်းအရေးအတွက်ယာနဲ့ချီတဲ့ drone တွေဒုံးကြီးတွေကိုအစ္စရေးမျိုးတွေဈေး online ကျင်းလိုက်တုတ်ပြန်ပစ်ခတ်ခဲ့ပေမဲ့အများစုကတော့အစ္စရေးရဲ့အလွတ်အထက်ထက်ကာထားတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကဟန်တာပစ်ချနိုင်ခဲ့ပါတယ်ရှင်